ထိုင်းနိုင်ငံဘန်ကောက်မြို့ကကုလသမဂ္ဂရုပ်ရှင်မှာမင်းအွန်လိုင်းကိုဆန္ဒပြမဲ့အဖွဲ့ကိုထိုင်းမျိုးသားရေးအဖွဲ့ကတိုက်ခိုက်ဖို့ကြိုးစားတဲ့အတွက်ထိုင်းရဲတပ်ဖွဲ့ကဆန္ဒပြအဖွဲ့ကောင်းဆောင်ကိုကာကွယ်ခေါ်ထုတ်ပေးခဲ့တဲ့ထိုင်းချေဆိုင်တရင်ဌာနတွေကဖော်ပြကြပါလိမ့်။ဒါကတော့ဒီကနေ့ဧပြီလ9ရက်နေ့မနက်7:00နာရီဝင်းကျင်လောက်မှာပဲထိုင်းနိုင်ငံဘန်ကောက်မြို့ကကုလသမဂ္ဂရုပ်ရှင်မှာဖြစ်ပွားခဲ့တာပါ။ဖြစ်စဉ်ကတော့မင်းအွန်လိုင်းကိုဘန်ကောက်မြို့ကုလရုပ်ရှင်မှာဆန္ဒပြဖို့အတွက် Bright Future အဖွဲ့ကဥပဒေနဲ့အညီတရားဝင်ခွင့်ပြုချက်တောင်းခံပြီးမှဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့လဲထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။ဒါပေမဲ့တဖက်ကထိုင်းအမျိုးသားရေးအဖွဲ့ဟာအဲ့ဒီဆန္ဒပြအဖွဲ့ကိုလာရောက်တိုက်ခိုက်ဖို့ကြိုးစားတဲ့အတွက်ထိုင်းရဲတပ်ဖွဲ့တွေကဆန္ဒပြအဖွဲ့ခေါင်းဆောင်ကိုကာကွယ်ခေါ်ထုတ်ပေးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားကြပါတယ်။လက်ရှိထိုင်းနိုင်ငံမှာမြန်မာဒီမိုကရေစီအရေးကိုထောက်ခံပြီးဖိနှိပ်ခံမြန်မာပြည်သူတွေဘက်ကယက်တီပေးနေတဲ့ ပညာတတ်ထိုင်းចောင်းသားတွေအပါအဝင်ထိုင်းနိုင်ငံသားတွေရှိသလိုတစ်ဖက်မှာလည်းထိုင်းရောက်မြန်မာရွှေပြောင်းတွေအပေါ်မြန်မာနိုင်ငံကပြူစောတိအဖွဲ့တွေလို့သဘောထားတင်းပါတဲ့ထိုင်းအခြေခံလူဒန်းစားအများစုပါဝင်တဲ့ထိုင်းမျိုးသားရေးအဖွဲ့တချို့လည်းရှိတယ်လို့သိရပါတယ်ခင်ဗျာထိုင်းနိုင်ငံမှာ Bister အစည်းအဝေးတက်ရောက်ခဲ့တဲ့အကြံဖတ်မဲအောင်လိုင်ကိုထိုင်းပြည်သူတချို့ကလူတက်ကောင်းမဲအောင်လိုင်ကိုမကြိုဆိုဘူးဆိုပြီးတော့ပါဆန္ဒပြမှုတွေဖြစ်ပွားမှုအပြီး အကျံဖတ် main online ဟာထိုင်းနိုင်ငံကနေတက်မရက်ထက်ဇောပြီးတော့ညာတွင်းချင်းနေပြီးတော့ကိုပြန်ရောက်လာတယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ထိုင်းနိုင်ငံမှာ Binster အစည်းအဝေးတက်ဖို့ရောက်လာတဲ့အကျံဖတ် main online ကို April 4ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းကျောင်းသားတွင်နဲ့ထိုင်းပြည်သူတို့ချို့ကပါလူတက်ကောင် main online ကိုမကြိုးစိုးဘူးဆိုပြီးတော့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တဲ့အပြင်တစ်ဖက်မှာလည်း Argentina တရားရုံးကပါထိုင်းနိုင်ငံရောက်နေတဲ့ main online ကိုဖမ်းဆီးပေးဖို့ဖမ်းရန်ကို နိုင်ငံတကာရဲတပ်ဖွဲ့ Interpol C ပေးပို့ခဲ့ပြီးမင်းအွန်လိုင်းကိုဖမ်းပေးဖို့မြစ်တာရက်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီနောက်မှာပဲထိုင်းနိုင်ငံဘင်းစတက်အစည်းအဝေးတက်ဖို့အတွက်ရောက်နေတဲ့အကြမ်းဖက်မင်းအွန်လိုင်းဟာသက်မရက်ထစောပြီးတော့ဧပြီလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းနိုင်ငံကနေညာတွင်းချင်းနေပြည်တော်ကိုပြန်ရောက်လာတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျာ။

¡Vamos!